။ရင်းရဲ့ကွန်မြူနီမန်ကိုရွေးချယ်ခဲ့တော့ရိုးရိုးနောင်နာရနေပြီးတော့စပိန်သတင်းတွေဖော်ပြ။ပရင်းနမြောင်းဝိမိန်လာများမန်ချက်တာဖောဆွန်ကနေပြန်လည်ကြိုလိုက်ပါရင်မန်ယူနတ်ခန်လူလူကတော့ရီယယ်မက်ဒရစ်ကိုပြေးချယ်ခဲ့ပေမယ့်မန်ယူသင်းကိုရွေးချယ်ခဲ့ခြင်းအတွက်နောင်နာရနေတယ်လို့သိရပါရင်ဒီသတင်းဟာစပိန်သတင်းဌာနတွေဖြစ်တဲ့ Defensa Central နဲ့ Real Madrid Confidential တို့ရဲ့ဖော်ပြချက်တွေကနေလာတာဖြစ်ပါရင် ဒါပေမဲ့ဒီသတင်းတွေဟာတစ်ဖက်သက်ဖြစ်နိုင်ပြီးရိုးရိုးကိုယ်တိုင်ကဒီလိုနောက်နာရမှုနဲ့ပတ်သက်ပြီးလူသိရှင်ကြားထုတ်ဖော်ပြောဆိုထားတာမျိုးမရှိပါဘူး။ဒါကြောင့်ဒီသတင်းတွေကိုသတင်းနဲ့စင်ကျင်သုံးသပ်ဖို့တော့လိုအပ်ပါတယ်။ဒါပေမဲ့ဖြစ်နိုင်ခြေရှိတဲ့အချက်တွေကိုကျွန်တော်အနေနဲ့အနည်းငယ်လောက်သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။ရိုးရိုးနောက်နာရနေတယ်လို့ဘာကြောင့်သတင်းထွက်နေရတာလဲ။ Real Madrid ကရိုးရိုးကိုတနည်းလောက်ကပေါင်နှစ်သမတတန်းလောက်နဲ့ကမ်းလှမ်းခဲ့တာဖြစ်ပြီးမန်ယူကတော့တနည်းလောက်ကပေါင်၈သမတတန်းနဲ့ရိုးရိုးကိုချင်းကြက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Real Madrid ကလောကလာအစားအများကြီးပို့ပေးထားတဲ့မန်ယူကိုရိုးရိုးကရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒက်ဖန်ဆာဆင်ထရယ်ကတော့ယူဟာပတ်စံရွေးချယ်ခဲ့တာကြောင့်ရီယယ်မက်ဒရစ်လိုအောင်မြင်မှုများတဲ့အသင်းမှာကစားကွင်းများခဲ့တာကိုနောက်နှားရတယ်လို့ဖော်ပြထားပါတယ်။မိုင်ဝါ2024 25ရာသီမှာပရီးမီးယားလိအဆင့်ဆန်ကားနဲ့ရက်တီရာသီသိမ်းခဲ့ရပြီးအသင်းရဲ့စွမ်းဆောင်ရာမျှော်လင့်ချက်မပြည့်မီခဲ့ပါဘူး။ Sky Sports ရဲ့ဖော်ပြချက်အရဒီဟာဒီဟာမန်ယူရဲ့1983 84ရာသီနောက်ပိုင်းအဆိုးရွားဆုံးရာသီဖြစ်နိုင်တယ်လို့ဖော်ပြထားပါတယ်။ယူဟာဒီလိုအောင်မြင်မှုရှိတဲ့အသင်းမှာကစားနေရတာကိုနှိုင်းယှဉ်ရီယယ်လိုလာလီဂါနဲ့ချန်ပီယံလိမှာအောင်မြင်မှုတွေဆက်လက်ရရှိနေတဲ့အသင်းကိုရွေးချယ်ခဲ့ရင်ပိုကောင်းမယ်လို့ခန်းစားနေရတယ်ပါတယ်။ ရိုဟာမိုင်းမာယာတီကျိုးပွဲစင်မှာခြေဖွားတင်ရရခဲ့ပြီးဒီဇင်ဘာ2024မတိုင်ခင်အထိပြိုင်ပွဲတွေဖွဲထုတ်ခွင့်မရခဲ့ပါဘူးဒီတင်ရအကြောင်းသူ့ရဲ့ဖွံ့ဖြိုးမှုနဲ့အသင်းထဲမှာနေရာရဖို့အခွင့်အရေးတွေထိခိုက်ခဲ့ပါတယ်ရိုရဲ့မှာဆိုရင်သူ့ရဲ့တင်ရအကြောင်းဖွံ့ဖြိုးထိခိုက်မှုဟာမိုင်းမာထက်နည်းပါးနေတယ်လို့ရိုကယူဆနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ရိုရဲ့မှာကစားမတွေကိုစီမံခန့်ခွဲမှုနဲ့ပြည်내ထူထောင်ရေးအစီအစဉ်တွေကပုံမထိရောက်တယ်လို့လူသိများပါတယ်။မိုင်းမာကအာဆင်နယ်ဆေးဖွဲ့ကောင်းဆောင်ကိုဘာကိုကြည့်ပြီးခေါ်ယူလိုက်မှမသိပါဘူးဒီဘဲကြီးကပါတီလိုကြောက်တုံးကိုတော့ဆေးရုံအော်ဂျီဖြစ်စေခဲ့တဲ့အထိဆုတ်ပြတ်တက်နေကြတာပါ။ နောက်တစ်ချက်အနေနဲ့ရင်းဟောင်ဥရောပရဲ့ထိတ်တန့်အသင်းအသင်းဖြစ်ပြီးရိုရိုလိုလူငယ်ကစားမတွေကိုဖွံ့ဖြိုးအောင်လှုပ်ဆောင်ပေးနိုင်တဲ့တမိုင်းကြောင်းရှိပါတယ်။ရိုဟာရင်းမှာကစားခွင့်ရရင်ချန်ပီယံလိနဲ့လာလီဂါပလားတွေရောက်နိုင်မယ်ခွင့်ပိုများတယ်လို့ခန်းစားနေနိုင်ပါတယ်။ဒဗန်ဆာဆန်ရဲ့ဖော်ပြချက်တွေအရရိုဟာရင်းတို့တပီးရတဲ့ရာသီမှာဘိုခန်းဆင်းမှာပြဿနာတွေရှိခဲ့တာကိုသိထားပြီးသူကအဲ့ဒီခွင့်ကိုလက်လွတ်ခဲ့မိတာနောက်နှားရတယ်လို့ဖော်ပြထားပါတယ်။ လူတို့မှာကစားဖို့စင်အားထက်သန်နေပြီသူရဲ့အေဂျင့်ဖြစ်တဲ့ဂျော့မန်တက်ကိုရီးယန်နဲ့သဘောတူညီမှုရအောင်လှုံ့ဆော်ပေးဖို့တောင်းဆိုထားတယ်လို့ဖော်ပြထားပါတယ်ဒါမိုင်မာသူရဲ့အနာဂတ်ကိုမသေးချာမှုတွေနဲ့ရင်ဆိုင်နေရတာကိုထင်ရှားစေပါတယ်ဒါပေမဲ့တကယ်လို့လူတို့လိုမျိုးစင်နှခွားဖြစ်နေတဲ့ကစားသမားမျိုးကိုအတင်းမှဆက်ထားမယ်ဆိုရင်ဒီလိုအနေမျိုးတွေဖြစ်လာနိုင်ခြေရှိတာကိုသတိထားဖို့လည်းလိုပါပဲ ကစားမတူရဲ့စိတ်သက်ပြတ်သားမှုမရှိမှုဟာအသင်းမော်ရီရဲ့စိတ်သက်ကိုထိခိုက်စေနိုင်ပါတယ်။ရိုလုံကစားမတူဟာအသင်းရဲ့အနာဂတ်ကိုဦးတည်တဲ့အဓိကကစားမဖြစ်မျောလင့်ထားတာဖြစ်ပြီးသူရဲ့စိတ်သက်ပြတ်သားမှုမရှိတာကိုအသင်းမော်ရီကတရေထားမိရင်အသင်းရဲ့စီးလုံးညီညီမှုကိုထိခိုက်စေနိုင်ပါတယ်။ Reddit ဘော်ကမိန်ပရိသတ်တွေဆွေးနွေးမှုမှာ Roro ရဲ့စိတ်ဓာတ်ပြသမှုကိုမေးခွန်းထုတ်ထားပြီးဒီလိုကစားမဟာအသင်းရဲ့ရေရှည်အောင်မြင်မှုတဲ့အနေဖြစ်နိုင်တယ်လို့ဖော်ပြထားပါတယ်။စိတ်ဓာတ်ပြသမှုမရှိတဲ့ကစားမတူဟာကွင်းထဲမှာအကောင်းဆုံးဆွမ်းဆောင်ရည်ကိုမပြသနိုင်ပါဘူး။ Roro ဟာဒီအစီအမံ30ပွဲကစားခဲ့ပြီးတိုးတက်မှုတွေပြသခဲ့ပေမယ့်သူ့ရဲ့စိတ်ဓာတ်မပြတ်သားရင်သူ့ရဲ့ဖွံ့ဖြိုးမှုနဲ့အသင်းအတွက်အကျိုးပြုမှုဟာကန့်သက်ခံရမှာပါ။ရိုးလိုဇာမတူဟာအသင်းကိုထားခဲ့ဖို့စိတ်အားထက်သန်နေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာရင်အပြောင်းရှိစုကမှမန်ယူရဲ့ညှိနှိုင်းမှုအင်အားကိုထိခိုက်စေနေပါတယ်။ ဝေယကရူရိုကို free kick ဖို့ကြိုးစားခဲ့တာဖြစ်ပြီးမန်ယူကသူ့ကိုရောင်းချဖို့ဆုံးဖြတ်ရင်မူလာပေးခဲ့တဲ့တန်ဖိုးထက်နေနိုင်ပါတယ်။မန်ယူကရူရိုလိုလူငယ်ဘဝခံစစ်ကစားမှအပြင်ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။သူရဲ့စိတ်ထဲပြတ်သားမှုရှိလာကအသင်းရဲ့ရေရှည်စီစဉ်ကိုထိခိုက်စေနိုင်ပြီးအထူးသဖြင့်လူငယ်ကစားမတွေကိုဖွံ့ဖြိုးအောင်လှုံ့ဆော်မှုရည်မှန်းထားတဲ့ Sergeant Redcliffe ရဲ့ iOS အဖွဲ့ရဲ့ view ကိုထိခိုက်စေနိုင်ပါတယ်။ဒါပေမဲ့ရူရိုကိုတိုင်းတယ်လီဖုန်းနဲ့အင်တာဗျူးမှာမန်ယူကိုရွေးချယ်ခဲ့တာအတွက်နောက်နားမရဘူးလို့ဖြေဆိုခဲ့မှုပါတယ်။ ဒါကြောင့်စပိန်သတင်းဌာနရဲ့ဖော်ပြချက်တွေဟာ Real ဘက်ကသတင်းဖြန့်ကျင်တဲ့ရွေချက်နဲ့ဖြစ်ပေါ်လာနိုင်ပါတယ်။ပိန်သမ ्या ကရောဒီတင်းထွက်ပေါ်လာတဲ့အပေါ်မှာဘယ်လိုများမြင်မိကြပါလဲ။ရူကမိုင်ကိုရွေးချယ်ခဲ့တာတကယ်ပဲနောင်တရနေတယ်လို့ထင်ကြလားပြောပေးခဲ့ကြပါဦး။ဟုတ်ကဲ့ပါဗျာ view လေးကတော့ပါပဲ။နောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေအကောင်ချော်လိုက်ရပါတယ်ခင်ဗျာ။